ရာဒေါက်တာဖြိုးတီဟာရဲ့စာများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။ယခုဖတ်ပြမယ့်စာများကိုဖတ်ရှုခွင့်ပြုပါရန်ဆရာအားလီစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်။ပရမတပုတ်ကဘဝဆိုတာဟန်ချက်ကိုရှာဖွေရတာ။ Life is all about adjustment. ဒီဘက်နောက်ပိုင်းမကြာခဏပြောပြတဲ့စကားပါ။ဘဝမှာလူတိုင်းအတွက်ပန်တယ်ဆိုတဲ့နေလမ်းမရှိပါဘူး။ ကိုနဲ့ကညီမအရာကိုအပြဲရှာဖွေနေရတယ်လို့အစိုးရမသွားအောင်လဲကိုကိုကိုအပြဲစီချင်းထိန်းချောင်းနေရတယ်။ဥပမာကလေးတွေပြောရရင်တမိမိကိုကိုမိမိချစ်တယ်ဆိုရက် self လားမကောင်းဘူးလားဆိုကောင်းတယ်မလိုဘူးလားဆိုလိုတယ်သို့တော့ကိုအတ္တကိုရှေ့တန်းတင်မိတယ်လို့ဖြစ်သွားလားတကူကောင်းဆန်တယ်လို့ဖြစ်နေပြီလားဒါကိုအမြဲချိန်ကြည့်နေဖို့လိုတယ်ဒီစကားလုံးကိုပြောများလာကြတဲ့အခါတခါတလေကိုရဲ့အတ္တ ကိုယ့်ရဲ့ပြက်ကွက်မှုတွေအတွက်ကာဗာယူရတဲ့စကားဖြစ်ဖြစ်သွားတယ်လို့ကိုတကယ်ချစ်တဲ့သူကိုဘယ်လိုဖြစ်စေချင်လဲအဲ့ဒီတိုင်ကိုကိုကိုပြုတ်မှုဆက်ဆံတာဟာ self love လို့ကျွန်တော်အတိတ်ပဲဖွင့်ပူတယ်။သို့တော့လူ့တိုင်းဝိုင်းတဲ့နေထိုင်ကြတဲ့အခါအများနဲ့လိုက်လျောညီထွေဖြစ်အောင်နေကြရတယ်။တာဝန်ယူကြရတာရှိတယ်။သီးခံရတာရှိတယ်။စောင့်ဆိုင်းရတာရှိတယ်။ကိုကိုကိုပဲအမြဲရှိတမ်းတင်နေလို့မရဘူး။အဲ့ဒါဆိုတကူကဆန်နေပဲရောက်သွားလိမ့်မယ်။နှစ်က ထိုက်တန်ခြင်းဆိုရယ် self worth ကျွန်တော်ဆိုအဲ့ဒါတိတ်အားနေတယ်သူများကိုပေးရမယ်ဆိုတိတ်ပြောကိုယ်တိုင်တစ်ခုခုဝယ်ဖို့ကြမြဲတွန့်ဆုပ်ဝယ်ပြီးရင်လည်းပြည့်စည်တယ်လို့ကြီးခံစားနေရတာဒါကြောင့်ဒီဘက်နောက်ပိုင်းပြန်ပြင်နေရတယ်တစ်ဘက်မှာလည်းအလွန်အကျွံမဖြစ်အောင်ပြန်ထိန်းရတယ်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေရဲ့ဒီပစ္စည်းကတကယ်လိုသလားဆိုတာရဲ့စသဖြင့်ပေါ့ငါနဲ့ထိုက်တန်နေငါနဲ့ထိုက်တန်နေဆိုပြီးမြေပြင်တပြတွေ့တွေ့တည်းများအကုန်လိုက်ဝယ်နေလို့မဖြစ်ဘူးငွေလက်ကုန်နဲ့ပစ္စည်းတွေလည်းဖောက်ကုန်လိုက်မယ် minimalist lifestyle နဲ့ပါတွေ့ဖြစ်သွားလိမ့်မယ်။နံပါတ်3ကကိုယ်ပိုင်စည်းကမ်းဆိုတဲ့ self discipline ကိုလုံးမယ်လို့ဆုံးဖြတ်ထားတဲ့ကိစ္စတခုကိုမဖြစ်ဖြစ်အောင်လုပ်တာဘာအကြောင်းကြောင်းနဲ့မှအပြတ်မခံတာဒါဒီလဲကျွန်တော်ချင်းသုံးပြနေတဲ့ဘဝအနေနည်းတခုပဲကိုယ့်ရဲ့ self esteem ကိုပြင်တင်ပေးတဲ့သို့တော်အတင်းဆုံးလုံးနေမိသလားညင်းဆဲသလိုဖြစ်နေပြီလား ဒါကိုလည်းပြန်ချိန်ဆရတယ်။ကျွန်တော်ဆိုကိုချထားတဲ့စည်းကမ်းတွေနဲ့ပတ်သက်ပြီးဆွဲလန်းသလို offset ဖြစ်လာသလိုထင်မိတယ်။ဥပမာမနေ့9နာရီခွဲမှာမထပြစ်တဲ့နေ့ရင်ဆိုအပြစ်ကြီးတစ်ခုခုအလုံးမိထားသလိုခံစားလာရတာမျိုးအတနေ့ကုန်မှာတစ်ခုခုလိုအပ်နေသလိုမျိုးအဲ့ဒါကိုပြန်ပြင်ရတယ်။ထိတ်ခနဲဆိုလက်လျှော်တာမျိုးလည်းမဖြစ်အောင် အရန်လဲဆွဲလန်းမနေမိအောင်ပေါ့နားမဲ့ရက်ကလေးတွေတတ်မှတ်ထားတဲ့အဲ့ဒီရက်တွေမနဲ့စောစောမထဘူးလောက်မဲ့တတ်မှတ်ထားတဲ့ရက်တွေမှာတော့မဖြစ်ဖြစ်အောင် လောက်တယ်ပေါ့နမလေးကအပြည့်ရှိတယ်လို့ခံစားနေရတဲ့ကဲ့ဒီကာလမှာကျွန်တော်တို့တွေအနေနဲ့များခံစားနေရတဲ့ခံစားချက်ကိုအသည့်မိတ်ဆွေတွေကညာဘက်တောင်ကောင်းကောင်းမအိယအသက်အန္တရာယ်အတွက်ပူပန်နေရတယ်အနှိဋ္ဌာယုံမြင်ကွင်းတွေမြင်နေရတယ်အဲ့ဒီချိန်အကိုကအေးအေးလူလူနေနေရတယ်ဘောလုံးဘွဲတွေကြီးခွင်ရနေတယ်ကောင်းကောင်းစားတောက်လို့ရနေတယ်အဲ့ဒီကစိတ်မလုံးတယ်လို့ခံစားလာရတယ်ဒါဒီကောင်းတဲ့ခံစားချက်ပဲ ကိုယ့်ရဲ့လူပီသားမှုကိုဖော်ပြနေတာပဲသို့တော့အလွန်အကျွံဖြစ်ပြီးကိုယ့်ကိုယ်ကိုခယူးမဆိုင်ရင်တော့ရုပ်ပိုင်းစိတ်ပိုင်းကျန်းမာရေးတွေပါထိခိုက်လာလိမ့်မယ်နောက်ကနေပံ့ပိုးပေးရမယ်ကိုယ့်အလုပ်ကိုတီချာလုပ်နိုင်တော့မှာမဟုတ်ဘူးဘယ်သူအတွက်မှလည်းအကျိုးမရှိဘူးလို့မြင်တယ်နမန်ငါကခြေနဲ့ရောင်ရမ်းမှုအများကြီးမတွေ့နဲ့ဒီနေ့ကိုဘာလေးလုံနိုင်လိုက်လဲကို့မှာဘာတွေရှိသေးလဲအဲ့ဒါတွေကိုအတိမှတ်ပြုအဲ့ဒါတွေကိုကျေးဇူးတင် အတီလိုပြောကြတယ်ဒါလည်းမလိုအပ်ဘူးလားဆိုလိုအပ်တာပဲဘဝမှာအများကြီးပြည့်စုံနေပါလျက်နဲ့မကျေနပ်နိုင်သူတွေပျော်နိုင်ပါလျက်နဲ့ပျော်ဖို့မေ့နေသူတွေကတပုံးကြီးအဖြူရောင်ပိတ်ကားပေါ်ကအမဲဆက်တေးသေးကလေးတွေကိုပဲမြင်နေရသူတွေကအများကြီးအဲ့ဒီခါ balance ပြောင်းပြန်လို့ရတယ်ဘဝမှာပျော်စရာကျေနပ်စရာရဲ့လို့ကြီးကြီးမားမားရှိမနေရင်လည်းပဲအဲ့ဒါလိုတေးသေးကလေးတွေကိုရှာပွေတတ်ရတယ်သို့တော့အခြေနဲ့လွန်ပြီး comfort zone နဲ့ရောက်နေသလားဆိုတာကိုလည်း ပြန်ဆန်းစစ်ဖို့ရှိသေးတယ်ကိုကိုကိုတွန်းလို့ရသေးတာတွေရှိတတ်တယ်နံပါတ်၆ကထိမ့်ချုပ်လို့ကိုထိမ့်ချုပ်လို့ရတာနဲ့မရတာအဲကျွန်တော်ကိုစိတ်ပင်ပန်းစေတဲ့အဓိကအကြောင်းရင်းတွေကတခုကိုပြောပါစို့ကိုမတက်နိုင်တာတွေကိုထိမ့်ချုပ်လို့မရတာတွေကိုတွေးပူနေမိခြင်းပဲသူတို့ဘယ်လောက်တောင်ခက်ခဲနေမလဲငါဘာမှလည်းလုပ်မပေးနိုင်ဘူးဒီလောက်ကလေးလုတ်ပေးလိုက်လို့လေအထူးသွားမှာမဟုတ်ဘူးစသဖြင့်ပူပန်မိတာပေါ့တပတ်မှလည်း တရားဘိုးလုံနိုင်တာကိုတကြက်ဘိုးလောက်ကလေးလုပ်ပြီးငါတတ်နိုင်တာဒါကုန်မယ်ဆိုပြီးခြေနဲ့နေလို့တော့မရဘူးပေါ့နိုင်ရဝင်းဆိုတာအပေါ်ဆုံးဝင်ကိုရွေးထမ်းတာမဟုတ်ဘူးလေတကယ်ဒီလောက်ပဲလုံနိုင်တော့တာတေးချလာတေးချပြီးဆိုမှအဲ့ဒီနေရာမှာရက်လိုက်ဖို့တင်တာမတေးချသေးဘူးဆိုထက်ထက်ပြီးတော့တိုးထန်ထက်ထက်ပြီးတော့တိုးလို့ပူပန်မိတာတွေများလာရင်ပြန်လျှော့ချဒီလိုဟန်ချက်ကိုထိန်းညှိနေဖို့လိုတယ်နမက်ကောင်ကခေါင်းမာတာနဲ့လက်တွေ့ကြတာ အားလုံးကမဖြစ်နိုင်ဘူးလို့ပြောနေတဲ့ကြားကဘယ်လိုအာမီယံလုပ်ပြခဲ့တာဆိုတဲ့စကားတွေကလူတွေရဲ့ယင်ကိုထိတယ်တဲကြည်ကြိုက်စကားဖြစ်တယ်အဲ့ဒါလိုခေါင်းဝါမာနဲ့ဆက်တိုးလို့အမြင်ခဲ့တဲ့သူတွေလောကမှာများကြီးရှိတယ်တစ်ဖက်မှာလည်းအဲ့ဒါလိုခေါင်းမာမီလို့ဒုက္ခရောက်ကုန်သူတွေလည်းရှိနေတာကိုသတိချက်မိဖို့လိုတယ်အဲ့ဒီလူတွေအကြောင်းကြာစာမျက်နှာတွေပေါ်တက်မလာဘူးအင်တာဗျူးဘယ်သူမှခေါ်မမေးဘူးအနိုင်ရတဲ့သူတွေကိုပဲမေးပြီးသူတို့ရဲ့နီလန်တရားရဂိုင်းတို့အလုပ်ဖြစ်မယ်ထင်နေကြတာတကယ်ကမဟုတ်ဘူးဒါကြောင့် ခေါင်းမှာတင်းတဲ့နေရာမှာလဲခေါင်းမှာပျော့ပြောင်းတင်းတဲ့နေရာမှာလဲပျော့ပြောင်းတိုင်ဆွဲရှိဖို့ဟာသိအရေးကြီးတယ်။ Thomas Jefferson ရဲ့စကားလိုပေါ့ In mirrors tide swim with the current in mirror principle stand like a rock လောက်ပုံကိုင်မုန်းနဲ့ပတ်သက်ရင်ရေစီးကြောင်းနိုင်လိုက်ပါစီမျောမုန်းနဲ့ပတ်သက်လာရင်တော့ကြောက်ဆိုင်ကြောက်သားလိုခိုင်မာပါစေတဲ့ခရီးယန်နေစုတောင်းလေးရှိတဲ့စကားတစ်ခုလည်းမှတ်သားဘူးတဲ့ The serenity to accept things I cannot change, the courage to change things I can, the wisdom to know the difference. ကိုမပြောင်းလဲနိုင်တဲ့အရာတွေကိုလက်သင့်ခံနိုင်လောက်တော့ငြိမ်သက်မှုကိုပြောင်းလဲနိုင်တဲ့အရာတွေကိုပြောင်းလဲရတဲ့တတိနောက်ဆုံးတစ်ခုကတိတ်လာအဲဒီနှစ်ခုကြားတဲ့ကခြားနာမှုကို သိနိုင်လောက်တော့ဉာဏ်ပညာတဲ့ ဲ့ဒါမရှိရင်မပြောင်းလဲနိုင်တာတွေကိုပြောင်းလဲဖို့ကြိုးစားနေမိတတ်ပြီးပြောင်းလဲနိုင်တာတွေကိုလက်ခံမိသွားတတ်ပါတယ်။ဒါကြောင့်ချမ်းသာမှုကိုသိနိုင်လာသောဉာဏ်ပညာနဲ့ဘဝရဲ့ဟန်ချက်ကိုအမြဲရှာဖွေထိန်းညှိနေဖို့တိတ်ရေးကြည့်ပါတယ်။ဒီဟန်ချက်ဆိုတာကအိမ်တိမ်နဲ့တိမ်ကြားကခြံစည်းရိုးလိုမြင်သားတဲ့ physical boundary မဟုတ်ဘူး။စိတ်ထဲမှာပဲရှိနေတဲ့ imaginary line တစ်ခုသာဖြစ်ပါတယ်။ ကိုသာလင်မြင်ပြီးကိုသာလင်တားထားနိုင်တဲ့စီဖြစ်တာမျိုးအမှန်အမှားပြောရခက်ပါတယ်ကိုကိုကိုပြန်ဆန်းစစ်နေဖို့ချိန်ညှိနေဖို့ကသာအဓိကအကြဆုံးဖြစ်ပါတယ်ဒေါက်တာဖြိုးတီက26ရက်17လ2024နောက်တဲ့တပုတ်ကအစ်စ်ပေးမှာအစ်စ်ပြန်ရတာတဘာဝကျွန်တော်ရဲ့မိတ်ဆွေပေါင်းသင်းတွေချီရခင်ရသူတွေနဲ့ပတ်သက်လာရင်စိတ်မသက်မသာဖြစ်ရတာတခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကကွယ်မပေးတတ်တာပဲ အကျွန်တော်တခုခုပြောခံရပြီတိုက်ခိုက်ခံရပြီနာမည်ဖြတ်ခံရပြီဆိုသူတို့ကအမြဲရတည်ပေးတယ်ရံပြန်ဖြစ်ပေးတယ်ကျွန်တော်လည်းကြာအဲ့ဒါလို့မဟုတ်ဘူးဘာမှကိုဝေမပြောပြတာများတယ် Martin Luther King Jr. ရဲ့စကားလည်းရှိတယ်မဟုတ်လား In the end we will remember not the words of our enemies but their silence on our friends နောက်ဆုံးမှာကျွန်တော်တို့အမှတ်ရနိုင်မယ့်အရာကရန်သူတွေရဲ့စကားလုံးတွေမဟုတ်ဘူးမိတ်ဆွေတွေရဲ့ထောက်ဆိတ်နေမှုဆိုတာ ဲ့ဒါကြီးခေါင်းထဲဝင်းဝင်လာရင်ပိုးဆိုးတယ်။ငါနောက်စိတ်နေခဲ့တာသူတို့ဘောတာဝန်မကြေရရောက်သလားပေါ့။တစ်ဖက်မှာလည်းကိုကိုရိုင်းကိုကစကားများများမပြောချင်ဘူးမငင်းချင်ဘူးပွဲမဖြစ်ချင်ဘူးကိုကိုလာပြောနေရင်တောင်ရှောင်ထွက်သွားတာဆိုတော့တခြားလူတွေပြောပြဖို့ဆိုတာပိုခက်သွားတယ်။နောက်ပြီးမှန်မှန်မှမှကိုလီဘက်ကရက်တယ်ဆိုတာကြလဲကျွန်တော်ခံယူချက်နဲ့ကမကြိုက်ဘူးဖြစ်နေကြတယ်။အုပ်စုဖွဲ့နိုင်ခြင်းနဲ့ဒလိကြီးကလည်းထွန်းကားလာနိုင်တယ်ပေါ့။သို့တော့ကိုလူမှန်နေပါရဲ့နဲ့ သူတို့ရဲ့ကိုကျင့်သိက္ခာပိုင်းကိုအတိပါပြောဆိုနေတဲ့အချိန်မှာတောင်းနှုတ်ဆက်နေကြတာများပါတယ်။အဓိကကြောင်းရင်းကတော့စိတ်ရှုပ်မခံနိုင်တာပါပဲ။ဒါပုံပွေလည်းနေဝင်ခံတာပါ။ကိုယ့်လက်မှာပြောခံဆိုခံနေရပြီဆိုရင်ကိုကလည်းမဆွာတတ်တဲ့သူဆိုတော့ကိုယ့်ဘက်ကများတယောက်ယောက်ရက်တီပြောဆိုပေးပြီဆိုတိတ်အားရှိတာပဲ။ဒါလည်းအယူသားဆုံးဝင်ခံတာ။အဲ့ဒါကြောင့်ငါသာဧည့်သည်လို့ရက်တီပြပေးရင်လည်းသူတို့အဲနေနေလောက်ဖြစ်ဖြစ်အားရှိကြမယ်ဆိုတာသိတယ်။ ဒါပေမဲ့ဘလို့စူးစားစူးစားကိုမအောင်မြင်သေးတာခံကောင်းတာကအဲကျွန်တော်ပုံစံကိုသူတို့ကနားလည်ပေးကြတာပဲဘလို့ပဲသူတို့တို့ကနှုတ်ဆက်နေခဲ့ပါစေအဲကျွန်တော်ကိုကိုမှန်နေရတာနဲ့အသက်လို့တိုက်ခိုက်ကြပြီဆိုတိုင်းပြန်ရောက်လာကြတာပဲဝင့်ရံကြတာပဲပြောပြကြတာပဲဒါဖြင့်သူတို့ကိုငါပြသနေတဲ့ friendship language ကကိုဘာတွေလဲပေါ့ပြန်စဉ်းစားကြည့်မိတယ် public မှာသာရံပြန်ဖြစ်မပေးနိုင်ပေမဲ့အတွင်းစည်းထဲမှာတော့သူတို့ရှိကနေကျွန်တော်ရက်တည်ပြီးပြောဆိုပေးတယ်။အထင်လွဲနေတာတွေရှိရင်လည်းတက်ပေးတယ်။အာမခံလို့ရသလောက်ခံပေးတယ်။လုံးဝလက်တွေမဖြုတ်ဘူး။အဲသူတို့ကိုယ်တိုင်ဖြစ်ဖြစ်ဒါမှမဟုတ်သူတို့လှုပ်ချင်တဲ့တစ်ခုခု ်ဖြစ်မြောက်သွားအောင်လုပ်နိုင်ဖို့ဖြစ်ဖြစ်ကျွန်တော်တတ်နိုင်သမျှအားစိုက်ထုတ်ပေးတယ်၊ကူညီပေးတယ်၊အချိန်ပေးတာ၊လက်ဆောင်ပေးတာတွေလည်းရံဖန်ရံခါရှိမယ်။အဓိကအကြဆုံးလို့ကိုဟါကိုမြင်မိတာကတော့နောက်ကျောလုံစီတဲ့ခံစားချက်ကိုပေးနိုင်တာပဲ။ဒါကဘယ်လိုဆက်ဆံရင်းမျိုးမှမစိုးတိတ်အရေးကြီးတယ်လို့ထင်တယ်။နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူမဟုတ်ဘူး။စီးပွားရေးရဖြစ်ဖြစ် အဘာအတွက်မှအမျက်ထုတ်သွားမဲ့သူမဟုတ်ဘူး။သူတိထားတဲ့ကိုယ်အတွင်းရေးတွေကိုအရက်တကလဲလိုက်ပြောမဲ့သူမဟုတ်ဘူး။နောက်ဆုံးသူနဲ့ကိုယ်နဲ့အဆင်မပြေတော့ဘူးဆိုရင်တောင်မှပေါ့။သူမကောင်းချောင်းတွေကိုနောက်ွယ်မှာပြောနေမဲ့သူမဟုတ်ဘူး။ဒီလိုခံစားချက်ဟာ friendship တစ်ခုရဲ့အခြေခံကြဆုံး foundation လို့မြင်ပါတယ်။ဒါနဲ့တက်ဆက်တဲ့ပါလာတာကနားလည်ပေးမှု၊ယုံကြည်ပေးမှု။အားလုံးကအထင်လွဲနေလဲသူတယောက်တည်းကတော့ငါကောင်နားလည်ပေးမှာ ငါစကားကိုကြားမှာဆိုတဲ့ခံစားချက်အလုံးကအပြစ်တင်နေလဲသူတယောက်ကတော့ငါကိုယုံကြည်မှာဆိုတဲ့ခံစားချက်အဲ့ဒါမျိုးကိုပေးထားခြင်းနဲ့ရလဲရစီခြင်းနဲ့ဒီနေရာမှာကိုလူဆိုအမြန်ပန်တယ်မဆိုလို့ဘူးတခါတလေမှာကိုဘက်ကမှန်နေပေမဲ့လို့အထင်လွဲလောက်စရာကိစ္စကြီးတွေရှိနေတာတဲ့အဲ့ဒီချိန်တွေမှာရက်တီပေးတာကိုပြောချင်တာလိမ်မိုင်းဆိုင်ရာအကျန်းဖက်ခင်ရတဲ့အကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေကို ြည့်ဘူးတဲ့အဲ့ဒီမှာကျူးလွန်ခံရသူကိုနှစ်ခါနှစ်နာစေတာဘာလဲသိလားကိုယ့်စကားကိုယုံကြည်မခံရခြင်းပဲအဲ့ဒီမှာမှာအစိုးရကစိုးစုံကဘာလဲပြောပါစို့ကိုချစ်တဲ့ခင်တဲ့သူကိုကိုယုံကြည်လိမ့်မယ်လို့တတိကြမှတ်ယူထားတဲ့သူတွေကပါတန်တရားနဲ့မေးလိုက်တာမျိုးပဲဒါကြောင့်တတ်နိုင်သမျှ ကိုလည်းမလုံးမိအောင်ဆင်ကျင်နေကိုထင်လွဲခံရရင်လေတခြားလူကိုသာရှင်းပြခြင်းရှင်းပြမယ်ကို့အနီးဆုံးတဲကလူတွေစီတန်တရားနဲ့မိတာတော့ကိုလည်းမလိုချင်ဘူးကြုံမှုပါတယ်အဲ့ဒီခါမှလည်းတော်ကလေးဒေါသထွက်ရတယ်စိတ်တွေလည်းပြတ်သွားခဲ့ဘူးတဲ့ဆက်ဆံရေးတခုရဲ့အချောင်းကလည်းအဲ့ဒီကနေစချင်းစသွားတတ်တယ်။မျက်ကန်းယုံကြည်ဖို့တော့မဟုတ်ပေမဲ့အချိန်နေချိန်ခါပေါ်မူတည်ပြီးယုံကြည်မှုကိုပြသနိုင်မှုဟာတိတ်အရေးကြီးတယ်လို့မြင်မိတယ်။နောက်ဆုံးတစ်ချက်ကတော့အဆုံးရောက်တယ်လို့မြင်ချင်မြင်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ကိုမိတ်ဆွေကိုချစ်တဲ့သူတယောက်ကိုဆူဆူရရလောက်ထားသူနဲ့ပဲတော့ခါမှာငါ့ကိုတွဲမမြင်စေရဘူးဆိုတာပဲတချို့လည်းတိကြမှာပါကျွန်တော်ကအတော်ကလေးညင်းခဲ့တဲ့သူသဘောထားပြော့ပြောင်းနေသူဘယ်သူနဲ့မဆိုလဲအဆင်ပြေအောင်အလုပ်လုပ်လိုက်တာပဲကိုချစ်တဲ့သူနဲ့ပြဿနာဖြစ်ထားတိုင်းတော့လည်းရှောင်တာမဟုတ်ပါဘူးအမြင်မတူလို့ညင်းကုန်ကြတာတွေကိုကြီးကိုယ်တာကိစ္စလေးတွေကတော့ရှိမှာပေါ့သို့တော့ကိုလူရဲ့အချင်းသိက္ခာဘိုင်းကိုရည်ရွယ်ချက်ရှိရှိနဲ့ပုံဖြတ်ထားတဲ့သူ ဒုက္ခအကြီးကျယ်ရအောင်လှုပ်ထားတဲ့သူတစ္ဆာဖာဝီနောက်ကျောကိုဒါနဲ့ထိုးခဲ့တဲ့သူရုပ်ပိုင်းစိတ်ပိုင်းလိမ်ပိုင်းဆိုင်ရာနိုင်ကျင့်မှုတဲ့သူနှိပ်ဆက်ခဲ့တဲ့သူအိမ်တော်ရေးကို ဖြိုခွဲခဲ့တဲ့သူဖြစ်နေရင်တော့ တကူစာအနေနဲ့အဲ့ဒီသူကိုအမှန်တမ်းရှောင်လို့ရှိပါတယ်။အဲဒါလည်းကိုကျင်းစာတရားပေါ်မှာခြေခံတာပါပဲ။ကျွန်တော်ကဒုက္ခပေးဘူးသူနဲ့ကျွန်တော်ချစ်တဲ့သူ၊ယုံကြည်တဲ့သူ၊ကို့အတွင်းစီတဲ့ပေးဝင်ထားတဲ့သူနဲ့ပလဲနံပါတ်တင်နေတာကိုကျွန်တော်ကတော့မကြောက်ဘူး။ဒီလူကိုမိတ်ဆွေစစ်လို့မခံစားရဘူး။ဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းပဲဧည့်သည်လို့ ြန်ဆောင်စည်းပေးတဲ့သဘောပါပဲဒီစာက friendship နဲ့ပတ်သက်ပြီးဒီနှစ်တွေတဲ့လက်ပြမလုံးဖြစ်ဖြစ်နေလို့ကိုကိုကိုပြန်သုံးသက်ကြည့်ရင်ရေးလိုက်တာပါရှိကနေကာကွယ်ပေးတာဒီလဲမေတ္တာတရားဖြစ်တယ်လို့ကြီးကြီးမားမားတစ်ခုခုနဲ့ရင်ဆိုင်ရတိုင်းပြန်လဲကြမသွားအောင်နောက်ကနေယုံကြည်မှုစာနာမှုနားလည်ပေးမှုတွေနဲ့ထောက်ကူပေးထားခြင်းကလည်းမေတ္တာတရားလို့မြင်ပါတယ် လူတစ်ယောက်နဲ့တစ်ယောက် friendship language တွေကတော့တူမှောင်ဖောက်ပါအဓိကကကြိုးစည်းပွားပေါ်ခြေခံပြီးအပေါ်ယံရွှေမုံကျဲထားတဲ့ဆက်ဆံရေးတွေဖြစ်မနေဘူးပါပဲဒီခေတ်ကတော့ရာရာမြန်ဆန်ပြီးအသင့်ပြောအသင့်စားအသင့်တုံးတွေများလာတဲ့လျှောက်ဆက်ဆံရေးတွေကလည်း ဖြစ်လဲမြန်မြန်ပြက်လဲမြန်မြန်ဖြစ်လာကြတယ်။အသင့်ပြောကော်ဖီအသင့်စားကောက်ဆွဲတွေကရင်းရှိမှာကြမ်းမာရေးကိုထိခိုက်စေတယ်လို့ပဲဒီလို instant friendship တွေကလည်းကိုယ့်ရဲ့ပျော်ရွှင်မှုကိုကြာစီပံ့ပိုးမပေးနိုင်ပါဘူး။စိတ်လုံခြုံမှုကိုမရစေပါဘူး။ဂျင်းနဲ့ကြက်တဲ့ရောက်တဲ့အခါကဲတင်မပေးပါဘူး။လောကမှာကိုပေးတာကိုပြန်ရတဲ့စပြန်းမှုမိစေစစ်တွေရဖို့ဆိုလဲကိုယ့်ဘက်ကနေစစ်မှန်မှုတွေအရင်စပေးဖို့လိုမယ်လို့မြင်ပါတယ်။ဒေါက်တာဖြိုးတီဟာ20ရက်နလ2025 ။နောက်ထပ်လည်းဆရာရဲ့မိသားနဲ့ရေးသားထားတဲ့စာများကိုတင်ဆက်ပေးခြင်းမှာသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တာပါ။